င်းနဲ့တောင်လို့ပြောလိုက်တာနဲ့အော်ဘိန်းစိုက်တဲ့ဘောစီပဲဆိုပြီးသူများများပြောကြရပါတော့။နောက်ခစ်လေးနည်းနည်းကောင်းလာတော့မင်းနဲ့တောင်ကဒီခီးသွားဧည့်သည်တွေနဲ့နာမည်ပြန်ကောင်းလာတယ်။အခုကအာနာတင်လိုက်တော့ဘယ်လိုပြောရခစ်ပြက်ကြီးထဲမှာဘိန်းမင်းပဲစိတ်နေရတယ်ဆိုတော့နာမည်ဆိုးနဲ့အခုနာမည်ပြန်ကြီးနေပြီပေါ့နော်။မင်းနဲ့တောင်လို့ပြောလိုက်ရင်အခုခေတ်လူငယ်တွေကြားမှာတော့အပန်းဖြေစကံတောင်တန်းတွေနဲ့လာပနေတဲ့ရှုခင်းတွေလို့အရင်ဆုံးမြင်ကြပါလိမ့်မယ်။ တကယ်တမ်းတော့မင်းနဲ့တောင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကအာနာတိုင်ဦးတန်းရွှေခင်မှာတော့ဘိန်းဆိုင်ခင်းနေတဲ့နာမည်ကြီးတဲ့ဒေတာဖြစ်ပါတယ်မင်းနဲ့တဟာရှမ်းပြည်တောင်ပိုင်းဟိုပုံမြို့နယ်ထဲမှာတည်ရှိပြီးတော့2015ခုနှစ်နောက်ပိုင်းမှာတောင်တက်ခီးကျတဲ့တူတွေအတွက်နာမည်ကြီးလာတဲ့တောင်တတောင်လေးဖြစ်ပါတယ်။မင်းနဲ့တဟာနှစ်ပေါင်း20ကျော်လောက်ကမကောင်းတဲ့နာမည်တစ်ခုနဲ့နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ အခုတော့ခီးတွားဒေတာအဖြစ်နာမည်ကောင်းတဲ့ပြန်လည်ရရှိလာတဲ့အချိန်မှာပဲအခုတပံဘိန်းဆိုင်ခင်းနဲ့ပဲပြန်ပြီးတော့နာမည်ကြီးလာပါတယ်။ဟုတ်ကဲ့ပါ။ရှင်းသနော်စင်ကိုကြည့်ရှုအားပေးနေတဲ့စာဖတ်ပရိသတ်ပေါင်းများအားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ရှင်းသနော်စင်မြန်မာပိုင်းရဲ့ podcast အစီအစဉ်ကနေပြန်လည်ကြဆိုလိုက်ပါလိမ့်။ဒီတမန် podcast season ထဲမှာတော့မင်းနဲ့တောင်ဒေတာကဗီဒီယိုတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့စာမားတစ်ပုဒ်ကိုလမ်းရောက်တင်ပြပြီးတော့မှာဖြစ်ပါတယ်။ ။မူရင်းစာမကိုပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ www.shannew.bamit.org မှာတွားရဖတ်ရှုနိုင်ပါတယ်။လုံချုံရဲ့အရာစာမအတွင်းမှာတော့နာမည်နဲ့အတန်ကိုအစားထုတ်ပြီးအသုံးပြုထားပါတယ်ကျွန်တော်ကတော့စိတ်ဆင်ပါ လမ်းမရဲ့ဘေးပညာလမ်းဘေးတခြားမှာရောင်စုံဘိန်းပန်းပွင့်နေတဲ့နေရောင်နဲ့အတူဝေဝေဆဆာဖူးပွင့်နေပါလေပုံမှန်အဖြစ်ရောင်စုံဘိန်းပန်းခင်းများကိုကမ်းလမ်းမကြီးဘေးပေါ်ကျေးရွာအနီးတစ်ပိုက်မှာမြင်တွေ့လို့မရှိပါဘူး အခုလောဘိန်းဆိုင်ခင်းတွေကိုပွင့်လင်းမြင်သာစွာမြင်လာရတဲ့နေရာတော့စစ်အာဏာမသိမ်းခင်ကာလကခီးတွားဧည့်သည်တွေကိုဆွဲဆောင်ပြီးတောင်ဆလက်ပန်းများဝေဝေဆဆာဖူးပွင့်တဲ့လက်ဖက်ဆရာအနားယူဆရာတောင်ပေါ်စကန်းမင်းနေတောင်ဒေတာပဲလို့လူအများကတည်ပါတယ်မင်းနေတောင်ဒေတာအကြောင်းကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်စစ်အာဏာရှင်ဦးတန်းရှင်လက်ထက်မှာဘိန်းဆိုင်ပြုံမှုနဲ့နာမည်ဆိုးတွေနဲ့ကြော်ကြားလာခဲ့ပူတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့2015ဒီမိုကရေစီဖွဲ့ချုပ် NND အစိုးရလက်ထက်ထဲမှာတော့မင်းနေတောင်ဒေတာကိုဘိန်းဆိုင်ပြုမှုကနေတဆင် UNODC မူရစ်စေဝါနဲ့ရာဆွမှုဆိုင်ရာကုလတမကရုံးကနေဘင်းအစားထိုးစိုက်ပျိုးရန်နှစ်ရှိပင်ဖြစ်တဲ့ coffee top ban နဲ့ပန်းမျိုးစစ်စတဲ့ထောက်ပံ့မှုတွေကိုပြုလုပ်ပေးခဲ့ရကနေဒေတာဖွံ့ဖြိုးမှုအတွက်ထိရောက်မှုအနည်းငယ်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးဘိန်းဆိုင်ပြုံးမှုရှော့ကျလာပြီးတော့ခီးတွားလုပ်ငန်းကိုထက်တွင်ပြုလုပ်လာတာကြောင့်အောင်မြင်မှုအဆအပြေပြုနိုင်ခဲ့ပါတယ်တို့မဲလဲကံကောင်းစွာနဲ့2021ခုနှစ်ဖေဖော်ဝါရီလနေ့မှာပဲစစ်အနာတပံပြန်သိမ်းမှုကြောင့်ကမောက်ကမဖြစ်သွားခဲ့ရပြီးအောင်မြင်မှုအစပြုံးနေတဲ့ခီးတွားလုပ်ငန်းလည်းစတင်ရွရွန်းလာခဲ့ပါတယ်။ရခင်ကနမည်ဆိုးနဲ့အောင်မြင်ကြော်စောခဲ့တဲ့ဘိန်းဆိုင်ပြုံးမှုကလည်းပြန်လည်ပြုလုပ်လာခဲ့ကြပါတယ်။ အရင်ကဆိုမင်းနဲ့တောင်လို့ပြောလိုက်တာနဲ့အော်ဘိန်းစိုက်တဲ့ဘောစီပဲဆိုပြီးသူများများပြောကြရပါတော့။နောက်ခင်လေးနည်းနည်းကောင်းလာတော့မင်းနဲ့တောင်ကဒီခီးသွွားဧည့်သည်တွေနဲ့နာမည်ပြန်ကောင်းလာတယ်။အခုကအာနာတင်လိုက်တော့ဘယ်လိုပြောလဲခီးပြက်ကြီးနဲ့မှဘိန်းမင်းပဲစိတ်နေရတယ်ဆိုတော့နာမည်ဆိုးနဲ့အခုနာမည်ပြန်ကြီးနေပြီပေါ့နော်။ ဆီယနာတိုင်ပင်နပိုင်း2023ခုနှစ်အထိရှမ်းပြည်တောင်ပိုင်းမဲနယ်တောင်ဒေသမှာတိုက်ပွဲဖြစ်ပွားမှုရှိတာကြောင့်အခက်အခဲဆိုတာလည်းတော့တိတ်မရှိပါဘူး။တမဲ2024ခုနှစ်ဇန်နဝါရီ27ရက်နေ့မင်းနတောင်ဒေတာအတွင်းမှာပိုးပီတိုစစ် PLO နဲ့ပိုးမြွန်တာလွမြောက်ရေးတပ်မတော် PNN တို့တိုက်ပွဲဆက်တင်ဖြစ်ပွားရာကနေနေအိမ်20ကျော်ပြတ်စီပြီးတော့ပီတို3ဦးတေဆုံးရာကနေမတိမငြိမ်မှုတွေဆက်တင်ရင်ဆိုင်လာခဲ့ရပါတယ်။ ။တပည့်ကြောင့်အရက်သားတွေကနလမထူနိုင်သေးခင်မှာပဲ2024စတင်ပါလာမှာရေကြီးတဲ့တံကိုအလူးလိုက်ပြန်ခံရပါတယ်။ရေကြီးတံကြောင့်နေအိမ်အလုံး80ကျော်ရွာလုံးကျွတ်နေပါပျက်စီးသွားပြီးတော့ပီတူ20ကျော်တည်ဆုံမှုကြောင့်ပိုင်ဆိုင်ထားသည်များရေစုံမျောပြီးလက်ရှိအချိန်ထိပြန်လဲရုံးထဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။တီတောင်ကြရဲ့ကြောင်းဆက်ပြုံးမြင်ကလည်းပြည့်စည်သွားပြီးတီးနှံစိုက်ပင်တွေရင်းနှီးဖို့အတွက်ကလည်းငွေတွေကမရှိတော့ပါဘူး။ ။မြောစာဝေယူဖို့နှုံးတင်းမြေကိုကော်ဖို့အခက်ကျွင်းငင်ကလည်းမရှိတော့ဘူးလို့ဆိုပါတယ်။ဒီရေချမှုတံတွေကြောင့်ရခင်ကလူတူမရှိဖူးတဲ့နေရာမှာစိုက်ပျိုးဖူးတဲ့တောင်ရတွေကလည်းပြက်စီတွားခဲ့ပြီးတော့ကျေးရွာအနီးမှာဘိန်းစိုက်ပျိုးဖို့အတွက်စတင်လာခဲ့တာဖြစ်ပါတယ်။ဒီလိုကျေးရွာအနီးနားမှာဘိန်းစိုက်ပျိုးဖို့အတွက်ကလည်းဒေတာအတွင်းမှာရှိနေတဲ့ပိုးပီတူစစ်ပီအန်အိုကိုအခွင့်အခပေးပြီးစိုက်ပျိုးနေကြရတယ်လို့ဒေတာခဏကပြောပါတယ်။ ဘိန်းတကြိမ်ဆက်ရင်ကြက်ငွေ၄တောင်းကြက်ကနေစိတ်တန်းအထိပီယန်နိုနဲ့စက်ကောင်စီတန်းဘိန်းခွန်ခါဆောင်ရသလိုစက်ကောင်စီလက်အောက်ခံရဲတပ်သားများလာရောက်တောင်းခံရင်လည်းအညိုအညင်မရှိဘဲပေးကမ်းရသေးတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ဘိဆက်ပြောသူထံများကနေအခွင့်ကောက်ခံရခြင်းဆိုတာဟာပိုးလူမျိုးများရဲ့အကျိုးစီးပွားနဲ့ကာကွယ်ရေးအတွက်လှုပ်ဆောင်နေရကြောင်းပိုးလူမျိုးများရဲ့ဖွံ့ဖြိုးရေးကိုရှေ့ရှုပြီးဘိများအခွင့်ဆောင်သူများသာစိုက်ပျိုးခွင့်ပြုထားကြောင်း PNO ရဲ့အရာရှိသူကတော့အခုလိုဖြေရှင်းချက်ပေးပါတယ်။ဘိခွင့်ဆောင်တဲ့သူတွေကတော့စိုက်ပျိုးရမယ်။မဆောင်ရင်တော့စိုက်ပျိုးခွင့်မရှိဘူးပေါ့။အများကြီးလည်းမဆောင်ခိုင်းပါဘူး။သူတို့စိုက်တဲ့အိတ်ကပေါ်မှုတည်ပြီးတော့ဆောင်ရတာပါ။ ဒီခွင်းတွေကိုလည်းကျွန်တော်တို့ပိုအိုဗီဒီယိုတွေကကွယ်ဖို့အတွက်ပဲအသုံးပြုသွားမှာဖြစ်တယ်အဓိကဖီယန်နိုထိန်းချုပ်တဲ့ data ဖြစ်တဲ့ဖိုပုံမြွနဲ့စီဆိုင်မြွနဲ့ပင်လောင်းမြွနဲ့အတွင်းမှာဘိန်းဆိုင်ပြိုမှုက အများဆုံး data ဖြစ်ပါတယ်။ ဘိတ်ဆိုင်ပြောခွင့်အခွင့်ကိုဖီယန်နိုတပ်ဖွဲ့တစ်ခုတည်းကိုပေးဆောင်ရတာမဟုတ်ပဲစစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံရဲများကိုပါတောင်းတမြငွေပေးဆောင်နေရပြီးမပေးဆောင်နိုင်ခရင်ရဲတပ်ဖွဲ့များကဘိန်ခင်ဖျက်ဆီးခြင်းကိုခံနေရတာကြောင့်ဝင်ငွေလက်များကိုလည်းနှောင့်နှေးစေပါတယ်ငွေအင်အားရှိတဲ့ပီတူတချို့ကတော့ဘိန်းဆိုင်ပြို့ဖို့အတွက်တောင်းတမြအခွင့်တွေကိုပေးနိုင်ပေမဲ့လေတိရခန့်အများစုကတော့ဘိန်းဆိုင်ပြို့ချင်းထက်ရာတီတိနဲ့တွေကိုစိတ်အေးလက်အေးဆိုင်ပြို့ချင်ကြပါတယ် ရည်ကြီးမှုကြောင့်နဲ့လက်ရှိနေထားရာယာတီဒီနန်စိုက်ပျိုးဖို့အတွက်ကလည်းလေဧကများထဲမှာနှုံများတစ်တုံများကြောက်တုံများဖြဲရှားရှင်းလင်းဖို့အတွက်ကုန်ကြဆဲကလည်းအလိုများပြားနေပါတယ်။ဘိစိုက်ရင်လည်းတိလာဟု ဖွဲ့ကိုပေးရဒီဖွဲ့ကိုပေးရနဲ့အရန်စိတ်ချုပ်လို့ဆိုပြီးတော့ဒီဒီနန်ပြောင်းစိုက်မယ်လို့တော့လေဒီရည်ကြီးတုံးကနှုံမြေတွေကိုရှင်းတာတနာကြီးကိုဘက်ဖို့ငားတာတသိမ့်ပေးရတယ်လေ။ ဲ့တော့ကိုကမငားနိုင်ဘူးအဲ့လောက်ကြီးကြောင်အခုငားထားတော့မှသိန်း60ကုန်နေပြီဘာမှလည်းဟိုစိတ်လို့မရသေးဘူးပေါ့နော်လေစိတ်ဖို့ကလည်းအာ လုံးဝမလဲမလွယ်ကူနေဘူးအတင်းနံဆက်ပြောတာဟာအခွင့်ပေးဆောင်ဖို့မလိုတာကြောင့်ဒေတာခဏင်ကစိတ်အေးချမ်းရပါတယ်။မိန်းဆက်ပြောရင်လည်းပွဲစားတွေကအင်းအထီလာပြီးဈေးကောင်းပေးနေကြတယ်လို့အခွင့်ကလည်းပေးဆောင်နေရတာကြောင့်စိတ်ရှုံးမှုတွေတော့ဖြစ်စေပါတယ်။ လက်ရှိဘိန်းပေါက်ဆဲကတော့တပိတ်တာလင်အနည်းဆုံး၈တန်းကနေ၁၅တန်းအထိပေါက်ဆဲရှိနေပါတယ်။မြန်မာနိုင်ငံတွင်ဘိန်းဆိုင်ပြုံးမှုဒေသများထဲမှာရှမ်းပြည်နယ်ဟာ88ရာခိုင်နှုန်းဖြင့်ဘိန်းဆိုင်ပြုံးမှုမှာအထင်ရှားဆုံးဖြစ်နေရပ်တည်နေတယ်လို့ UNODC ရဲ့2024အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ။ဒါပြင်ဘိန်းဆိုင်ပြမှုက400ခန်းတုံးကျဆင်းသွားပြီးထုတ်လုပ်မှုကလည်း800ခန်းတုံးကျဆင်းသွားတယ်လို့ဖော်ပြထားပေမဲ့နိုင်ငံရေးအခြေအနေကြောင့်လည်းတော့ဆက်လက်မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။မင်းနေတောင်ဒေတာအတွင်းမှာဖီယန်နိုတပ်ဖွဲ့ရဲ့စစ်မှုထမ်းအကောက်ကျမ်းမှုစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်အရွယ်ရောက်တဲ့လူငယ်များဟာမိမိနေရပ်ကိုစွန့်ခွာပြီးတော်လှန်ရေးတပ်ထဲတို့ဝင်ရောက်မှုများရှိတဲ့ကဲတို့အင်းနီချင်းနိုင်ငံတို့ရွှေ့ပြောင်းပြီးတော့ဝိုင်းရဲ့အတွက်ရုန်းကန်နေရတဲ့သူတွေကလည်းအများပြားရှိပါတယ် ညာတော်အဖြစ်အရတော့ထိုင်းနိုင်ငံကို OTB ဝိုင်းရဲ့အတွက်ဖြည့်ရှင်ဖို့ထွက်လာကြပါတယ်။စစ်ဘေးတဘာဝဘေးအန္တရာယ်များကြောင့်မင်းနေတောင်ဒေတာရဲ့အလှတရားဟာလည်းအဖက်ဖက်ကနေရွေရွင်းပြက်စီကတော်လရင်စစ်ရေးပရိခပေးဆောင်တွက်လင်ပြန်လည်ပြုတ်ပြင်ရန်အားမွေးရမယ်လို့လည်းမင်းနေတောင်လူငယ်များကတော့ပြောဆိုလိုက်ပါတယ်။ 음အရင်လိုပြောဖို့ကောင်းတဲ့အချိန်တွေကိုပဲပြန်လို့ချင်တယ်ပေါ့နော်အခုလိုခိပြက်ကြီးတဲ့မှာဆိုစူးရင်ဆိုင်နဲ့လည်းမနေချင်တော့ဘူးအရင်ကတာယာလှပခဲ့တဲ့ကျွန်တော်တို့မင်းနဲ့တောင်ဒေတာကိုပဲပြန်တန်းတနေမိတယ်အခုဆိုပေါ့နော်